အားလုံးပဲမင်္ဂလာပါ ဆိုရှယ်မီဒီယာပေါ်မှာသွားတိုက်ဆေးဘူးမှာပါတဲ့အစိမ်းရောင်အပြာရောင် အနက်ရောင်တွေကဘာကိုဆိုလိုလဲဆိုတာကို ရှင်းပြထားတဲ့ဗီဒီယိုတွေကိုတွေ့ဘူးကြပါသလားအချို့ဗီဒီယိုတွေဆိုရင်ဆရာဝန်တွေကိုယ်တိုင်ရှင်းပြထားတာပါ ကျွန်တော်လည်းဒါလေးကိုဗဟုသုတရရဲဆိုပြီးသဘောကျနေတာပါသူတို့အဆိုအရတော့သွားတိုက်ဆေးဘူးမှာအစိမ်းရောင်ပြထားရင်တဘာဝပစ္စည်းသက်သက်ဖြစ်ပြီးတော့ အပြာရောင်ဆိုရင်တဘာဝနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းပေါင်းဆက်ထားတာပါတဲ့အမဲရောင်ဆိုရင်တော့ဒါဓာတုပစ္စည်းတက်တက်ပါလို့အနက်ရောင်ပေါ့ဗျာအနက်ရောင်ဆိုရင်တော့ဓာတုပစ္စည်းတက်တက်လို့ပြောကြပါတယ်ပြောနေတဲ့အချက်ကမှန်မှန်မှန်ဆိုတာကိုကျွန်တော် AI နဲ့တစ်ချက်စစ်ကြည့်ခြင်းပါတယ်အဲ့တော့ publicity AI ပေါ့နော် publicity AI လို့ဒီမှာရိုက်ပြီးတော့ကျွန်တော် under ခောက်လိုက်လို့ရှိရင်အဲ့ဒီ website link လေးရှင်းရုံဆုံးမှာပေါ်လာတယ်အဲ့ဒီထဲကိုကျွန်တော်ဝင်ကြည့်လိုက်တယ် နော်အဲ့ဒီအချက်မှန်မှန်မှန်ဆိုတော့ကျွန်တော်ကဒါမျိုးလေး AI ကိုမေးကြည့်မယ်ဒီ Twilight Save မှာပါနေတဲ့နော်အ내ရောင်အပြာရောင်အစင်းရောင်တွေကဘာကိုဆိုလိုတာလဲဆိုပြီးတော့ AI ကိုမေးကြည့်လိုက်ပါမယ်ဒီထဲကိုထည့်ပြီးတော့ကျွန်တော်ဒီမှာ under ခောက်လိုက်မယ်ဆိုရင် AI ကဒီအချက်ဒီမှန်မှန်မှန်ဆိုတာကိုကျွန်တော်တို့ကျွန်တော်တို့ကအင်္ဂလိပ်လိုမေးတာဖြစ်တဲ့တော့သူကလည်းအင်္ဂလိပ်လိုပဲပြန်ဖြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမြန်မာလိုမေးပြီးတော့မြန်မာလိုဖြေတဲ့ AI တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတော်တော်စေကျွန်တော်ကအင်္ဂလိပ်လိုမိတာကိုပဲပူအားတန်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာလိုကတော့ဒါ तू က အဖြေအတိအကျပေးနိုင်ဖို့နည်းနည်းပိုခတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ तू ကဒီမှာဒီအချက်လက်တွေဒီမှန်မှန်မှန်ဆိုတာကို तू ကပြောပြလာပြီပေါ့နော်ပြောပြလာတဲ့အချက်လက်ကိုကျွန်တော်ကနော်ဒီဟာလေးကို copy ကူးပြီးတော့မြန်မာလိုပဲပြန်ခန်းလိုက်တော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါကြီးကိုအရှိအင်္ဂလိပ်လိုဖတ်မနေချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနောက်ထပ် AI တခုကိုမြန်မာလိုပြန်လာကောင်းတဲ့ AI တခုကိုကျွန်တော်တွားလိုက်မယ်အဲ့ဒီ AI နာမည်ကဘာလဲဆိုတော့ဒါအဲ deep sea ပေါ့နော်အဲ့တော့ဒီ AI ကိုမြန်မာလိုပြန်ခိုင်းမှဖြစ်တယ်တကယ်လို့မိတ်ဆွေတို့ကတခြားမြန်မာလိုပြန်တဲ့ AI တွေအများကြီးရှိတယ် cloud တို့ပါတို့ပေါ့နော် ူတို့ကိုတုံးလဲရတယ်ဒီအရောမတုံးချင်ဘောနော်အဲ့တော့ကျွန်တော်တို့ဒါမျိုးလေးရိုက်ရပြီးတော့သူ့ကိုမြန်မာပြန်ခိုင်းလိုက်မယ်အဲ့တော့သွားရဆေးဘူးမှာပါနေတယ်ဒီအစိမ့်တို့အနက်တို့နော် အပြာတို့ဒီ အဲသူတို့ပြောသလိုဟုတ်မဟုတ်ဆိုတာလေးကိုကျွန်တော်တို့ဒါစစ်မေးကြည့်တဲ့အချိန်မှာ AN ကဘယ်လိုပြန်ဖြေလဲပေါ့နော်အဲ့တော့ကျွန်တော်တို့က line ပေါ်မှာတွေ့တဲ့ဟာတိုင်းကိုတော့ဒါဒီတန်းမှန်နဲ့မှန်မှန်မှုဆုံးဖြတ်လို့မရဘူး AI တွေကိုမေးရမယ် AI တွေကိုမေးတဲ့အချိန်မှာလည်း AI ဒီတကယ်မှန်ရဲ့လားပေါ့နော် AI တစ်ခုကနေနောက်တစ်ခုပြောင်းလဲမေးတာတို့စသဖြင့်နေကျွန်တော်တို့ကဆန်းဆန်းဆန်းဆက်ကြည့်ရကတော့ကောင်းတယ်ပေါ့နော်ဒီတိုင်းတန်းယုံလာတဲ့စာအဲ့တော့သူကဘာကြီးဒီမှာလာပြောထားလိုက်တော့နော်တွားတဲ့ဆေးပြွန်ပေါ်ကတဲ့အနက်အပြာဆေးရောင်တွေကတဲ့တွားတဲ့ဆေးရဲ့ပါဝင်ပစ္စည်းတွေ ဟိုပေါ်ပြတယ်လို့လေ online ပေါ်မှာအဆိုရှိကြပါတယ်တဲ့နော်ဒါပေမဲ့ဒီအဆိုကလုံးဝမှားယွင်းပါတယ်ဆိုပြီးတော့ तू ကပြောထားတယ်ဗျာနော်အဲ့တော့ဒီတွားလိုက် तू ကဒီဘလိုရေတွားလိုက်ဆေးပြွန်ရဲ့နော်အဆုံးသက်အောက်ခြေမှာတွေ့ရတယ်တဲ့အယောင်အကွက်လေးတွေကတဲ့ပါဝင်ပစ္စည်းတွေနဲ့မသက်ဆိုင်ပါဘူးတဲ့ဒီအမှတ်တွေကိုအဲဘာလို့ခေါ်ပါတယ်ပေါ့နော်အဲ့လိုမျိုးတွေ तू ကပြောထားတယ်ဗျာအာပြောထားတော့ဗျာတော့ तू ကဒီမှာအနေချုပ်အနေနဲ့တဲ့တွားလိုက်ဆေးပြွန်ပေါ်ကအယောင်တွေကထုံးလုံးမှုဆိုင်ရဲ့အမှတ်သားတွေသာဖြစ်ပြီးရောတဲ့ပါဝင်ပစ္စည်းနဲ့မဆိုင်ပါဘူးဆိုပြီးတော့ ဟော AI ကပြောထားတယ်အဲ့တော့ကျွန်တော်ကတော့ဘယ်ဟာကအမှန်ပေါ့နော်ဒီလိုမျိုးအွန်လိုင်းမှာပြောနေတယ်ဆိုရှယ်မီဒီယာမှာပြောနေတယ်အစိမ်းအပြာအနှက်သူတို့ပြောတာကမှန်သလား AI ကမှန်သလားတော့ကျွန်တော်အနေနဲ့အတိအကျမသိသေးပါဘူးကျွန်တော်အခုချက်ချင်းအဲချက်ချင်းမေးချက်ချင်းဗီဒီယိုလုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းကိစ္စရက်တခုခုကိုအဲ line ပေါ်ကတွေ့တာဟိုသာမယုံမဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးစစ်ဆေးကြည့်တင်ပါတယ် AI ကိုလည်းယုံ AI ကြီးကိုယုံဖို့လည်းပြောတာတော့မဟုတ်ဘူးဗျနော်မိတ်ဆွေတို့ရောဘလို့ထင်လဲမသိဘူးပေါ့နော်ဒီ ဆရာဝန်တွေပြောတဲ့ဟာကပဲမှန်သလား AI ကပြောတဲ့ဟာကပဲမှန်နေသလားပေါ့နော်အဲ့တော့ AI ကတော့သူတို့ပြောတဲ့အစိမ်းဆိုရင်တဘာဝပစ္စည်းပါဝင်တဲ့ဘာညာဆိုတာတွေကမဟုတ်ပါဘူးလို့ဗျာ AI ကဖြေနေတယ်ဒါပေမဲ့တချို့ဒီ line ပေါ်မှာပေါ့နော်အင်္ဂလိပ်ဗီဒီယိုတွေရောမြန်မာဗီဒီယိုတွေရောတွေ့တာကတော့သူတို့ကအဲ့လိုမျိုးပြောနေတယ်အဲ့တော့ကျွန်တော်တို့က line ပေါ်မှာတွေ့တိုင်းကိုလည်းမယုံကြည်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်စစ်ဆေးကြည့်ပါ AI ကြီးကိုယုံဖို့လည်းကျွန်တော်ပြောတာတော့မဟုတ်ဘူး အဲဒါဒီချက်လက်ကတော့ဘယ်သူကပုံမှန်လဲဆိုတာကျွန်တော်လည်းမသိသေးဘူးเนาะချက်ချင်းလေးလာချက်ချင်းဒါ DVD ကိုတင်လိုက်ပါတင်လိုက်တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဂျာကျွန်တော်တို့အဲ online ပေါ်ကတွေ့တဲ့အချက်လက်တွေကိုစစ်ဆေးတင်နေဆိုတာလေးတော့ဒါအာအဓိကဒါလေးပြော message ပေးနေတာပေါ့เนาะဟုတ်ပါပြီဗျာဒီလောက်ပါပဲဗျာ